တိတ်ဆွညီတဲ့ပို့တော်နေလို့ပရိသတ်တွေစီအားဝေဖန်ခံနေရတဲ့လာမဲချီကီဆိုဖီးယားကေပရိသတ်ကြီးတို့ရေးပေးခဲ့တဲ့ Miss Grand International 2024မှာတော့အလာမဲတိတ်ဆွညီကနိုင်ငံတကာထီသွားပြီးတော့အာမြင်မှုတွေစုကူးနိုင်ခဲ့ပေမဲ့လည်းပပနဝဲရဲ့မညီမညာဆုပ်ဖြတ်မှုကြောင့် Miss Grand ကပေးတဲ့တရက်ပုဂ္ဂိုလ်ပြန်အပ်ပြီးမြန်မာနိုင်ငံပြန်လာခဲ့ကြတာပဲဖြစ်ပါတယ်ဒီဖြစ်ရတဲ့ကြောင့်မြန်မာနိုင်ငံဟာ Miss Grand ပွဲကြီးနဲ့အဆက်ပြတ်သွားပြီလို့ထင်ခဲ့ပေမဲ့လည်းဂျေဂေဆိုဘီယာကတော့သူ့မှာရှိတဲ့ရေချင်းပြေဆုံးနဲ့ဆီမော်ကိုနောက်တစ်ကြိမ်တက်လာခဲ့ပြီပဲဖြစ်ပါတယ် ဒီတစ်ခါမှာတော့ JK Sophia ဟာအင်မတန်မှာတွက်လက်လုံးတဲ့သူဖြစ်တဲ့ပြင်သက်စုငယ်တရားမချေပနိုင်သွားတဲ့စကားချို့ကို before နဲ့ဥပမာပြပြီးတော့ချေပပြောဆိုသွားခဲ့ပါသေးတယ်။အပနဝဲဆိုတာကတော့သူ့တွေကိုချိုးရမယ်ဆိုရင်ကိုလက်ခဏာကြောင့်မလို့ JK Sophia ကသူ့မှာပပစိတ်ဝင်စားလောက်စေမယ် business strategy တွေရှိတယ်ဆိုပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ကတော့သူမကအရှက်မောင်းပိုင်းမှာရောကဲဝါလျှောက်တဲ့ဘိုင်းမှာပါအာနယ်လုံးနေခဲ့ပေမယ့်သက်စုငယ်တဲ့ရေချင်းပြေဝလုံးနေလို့မြန်မာနိုင်ငံကိုစားအထက်မှဝန်းရံနေကြပြီပဲဖြစ်ပါတယ်။ ီလိုမျိုးရည်စင်းနေကြောင်းသက်စုငင်းနေလေခဏခဏရှင်တို့ခံနေရလို့သက်စုငင်းရဲ့ fan တွေကအတော်လေးဝေဖန်ကြံပြူနေကြတာမလို့ပရိသတ်ကြီးကိုလည်းမြန်မာနိုင်ငံကိုစားပြုဖြစ်တဲ့သူမကိုအားပေးသွားလိုက်ကြပါအောင်ရှင်